မိမိတို့ရေကလေးလေးတွေမှာဆံရောင်ဝန်သွားလို့ရှိရင်ဒါကပုံမှန်လားစိတ်ပူနေရပြီလားဆံရောင်ဝန်သွားတဲ့ခါကတစ်ခါလေးမှာပုံမှန်ဖြစ်နေပေမဲ့တချို့ချိန်လေးတွေမှာဆိုလို့ရှိရင်တော့ဆံရောင်ပြတဲ့အချိန်လေးတွေရှိတယ်။အားကြောင့်မလို့ဒီဗီဒီယိုလေးမှာဒီမိမိတို့ရဲ့ကလေးလေးတွေဆံရောင်ဝန်သွားတာကဘလို့ချိန်လေးတွေဆိုလို့ရှိရင်ဆံရောင်ပြရမလဲဘလို့မျိုးဆိုလို့ရှိရင်ပုံမှန်လဲဆိုတာကိုရှင်းပြပေးတာပါတယ်။ မင်္ဂလာပါဒေါက်တာနဝင်းဘလော့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ခလေးလေးတွေကပုံမှန်ချိန်မှာဆိုလို့ရှိရင်အစိမ်းအောင်ဖြို့ဖြို့ဝန်းသွားတာတွေကပုံမှန်ဖြစ်တတ်တယ်ငွေကင်းစားခလေးတွေမှာဆိုလို့ရှိရင်ဒီလိုမိုးစီးကက်ကက်မဲမဲမီကိုနီယန်လို့ခေါ်တဲ့ဝန်းသွားပြီးသွားလို့ရှိရင်တဖြည်းဖြည်းနဲ့အစိမ်းအောင်အညိုရောအဝါရောအစီအစီလေးတွေအမှုဖြစ်လာတတ်တယ်ဒီလိုမျိုးအစိမ်းအောင်ဝန်းသွားတာကဘယ်လိုခြေတွေမှာပုံမှန်ဖြစ်နိုင်လဲဆိုလို့ရှိရင် မိရင်နှုတ်ဆိုတဲ့ကလေးလေးကြီးဒီ formic high mic imbalance ဖြစ်တဲ့အခါဆိုလို့ရှိရင်အဲကလေးလေးတွေမှာအဆရာဝန်တော့တတ်တယ်ဘလို့ချင်းလေးတွေမှာဒီလိုမျိုးဖြစ်နိုင်နေဆိုလို့ရှိရင်ကလေးလေးတွေကမိငယ်ရဲ့ပထမအုံဆုံးထွက်တဲ့နှုတ်ရည်ကြီးကိုဆိုတာများပြီးတော့နောက်ပိုင်းထွက်လာတဲ့နှုတ်ပစ်တွေကိုဘိုက်ဝဝါလို့မဆုနိုင်တဲ့အခါကြလို့ရှိရင်သူတို့လေးတွေကဆရာဝန်တွေတော့တတ်တယ်နောက်တစ်ချက်ကကြတော့နှုတ်မုတ်တိုက်တဲ့ကလေးလေးတွေ တချို့နုံးမှုတွေမှာတန်တက်ပါတယ်အဲ့လိုမျိုးတန်တက်ပါတယ်ဆိုလို့ရှိရင်တော့ဒီကလေးလေးတွေမှာဒီအစိမ်းအောင်ဝန်းနေသွားတတ်တယ်သွားပေါက်စားအရွယ်လေးတွေအခုကျမသမီးဆိုရင်အခု၄လသွားပေါက်စားအရွယ်လေးတွေမှာစိမ့်စိမ့်လေးတွေသွားတတ်တယ်ဘာလို့သွားလဲဆိုလို့ရှိရင်ဒီချိန်မှာတရေကြတာလည်းများလာတယ်ပြီးတော့သူတို့သတွေးတွေလည်းညှို့ချတာများလာတဲ့အခါကျလို့ရှိရင်ဒီဝန်းစိမ့်စိမ့်လေးတွေသွားတာဖြစ်တတ်တယ်နောက်တစ်ခုကကြတော့ဖြည့်ဆက်စွာကျွေးတဲ့အချိန် ဖိစက်စာကြွေးတဲ့အချိန်မှာခလေးလေးတွေကဒီအစင်းရောက်ပါတဲ့အစားတောက်လေးတွေစားတယ်ဥပမာပဲတွေဟင်းနွယ်ရွယ်ရွယ်လိုမျိုးတွေပဲစိမ့်တွေအဲ့လိုမျိုးတွေစားတယ်ဆိုရင်ဝန်းစိမ့်ပါတတ်တယ်။ဘာလို့ဆိုတော့ခလေးရဲ့အစာခြေစနစ်ကအခုမှစပြီးတော့ဖွင့်ပြိုးရတဲ့အတွက်ကြောင့်မလို့သူတို့တချို့အစာလေးတွေကိုမခြေပြတ်နိုင်တဲ့အတွက်ကြောင့်မလို့ဒီအစင်းရောက်ပါတဲ့အစားစာတွေစားမိရင်အစင်းရောက်လိုမျိုးတွေဝန်းမှပါတတ်တာမျိုးဖြစ်တတ်တယ်။နောက်အရေးကြီးတဲ့တစ်ခုကကြာ တော့တချို့ချိန်တွေမှာဆိုလို့ရှိရင်အစိမ်းရအောင်ဝန်းသွားတာနဲ့အတူဖြားမယ်ခလိကအရန်မအီမသာဖြစ်ပြီးခြေကြနေမယ်အမ်မယ်ပြီးတော့ဝန်းတွေတောက်လျှောက်သွားနေမယ်ဆိုလို့ရှိရင်တော့ဆရာဝန်ပြရမယ်ဘလူးချိန်တွေမျိုးလဲဆိုလို့ရှိရင်ဝန်းကအစိမ်းရရောင်ရဲ့အနက်ဆူဆူရဲ့သွားပြီးတော့လုံးမပြော့ဖက်ဖက်လုံးမဖြစ်နေလဲဆိုလို့ရှိရင်တော့ဒါကဗိုင်းရပ withdraw ကြောင့်ဖြစ်နိုင်တယ်ဒီအစိမ်းရောင်ပါတဲ့အပြင်သွေးတွေချွဲတွေပါတဲ့ဆိုလို့ရှိရင်တော့ကလေးရဲ့ဥလမ်းကြောင်းမှာတခုခုပြဿနာဖြစ်နေပြီလား နောက်ပြီးရင်ကလေးကဒီဝန်းနေတောက်လျှောက်သွားနေပြီတော့အန်နဲ့အန်နဲ့ main နဲ့ main နဲ့ဆိုလို့ရှိရင်ကလေးရဲ့ခန္ဓာကိုယ်မှာရေကျက်ဆုံးရှုံးလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုရှင်နေမျိုးတွေဆိုလို့ရှိရင်တော့ဆရာဝန်စီမြန်မြန်သွားမှအဆင်ပြေလိမ့်မယ်။ကလေးတွေကိုအစိမ်းရအောင်ဝန်းမဖြစ်ဖို့အတွက်ဒီချက်ကလေးတွေကိုလိုက်နာလို့ရတယ်။ ဥမာအမင်းတို့စွနေရင်လည်းအစရောင်ဝန်းနေသွားနေရဆိုလို့ရှိရင်အမင်းတို့ကိုတစ်ဖက်သေးကို ပြီးအောင်တိုက်ပြီးတော့မှနောက်တစ်ဖက်ပြောင်းရမယ်ဒါမှကလေးကနှုတ်ရည်ကြည်ပဲတောက်ပြီးတော့ဘိုင်ယူတင်းသွားတာမျိုးမဖြစ်ပဲနဲ့နှုတ်အပြစ်ကိုပါကောင်းကောင်းစွနိုင်မှာဖြစ်ပါတယ်ဒီနှုတ်မတိုက်တဲ့ကလေးဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဒီတန်တတ်မပါတဲ့နှုတ်မကိုပြောင်းတိုက်ရမလားဆိုတာကိုတိုင်ပင်လို့ရတယ် now ဒီအစားစာအကြောင်း အစိမ်းရောင်ဝန်းနေသွားတယ်ဆိုလို့ရှိရင်เนาะတကယ်လို့ကိုကကျွေးမဲ့အစားအစာတွေမှာအစိမ်းရောင်ပါတယ်ဆိုရင်တကယ်ကိုနူးဣပြီးတော့အဲခလေးလေးသူ့ဖုံးတဲ့ကြိတ်ုံနဲ့ညှို့ချလို့ရတဲ့အရွယ်လောက်ထိချက်ပြုတ်ပြီးမှသာကျွေးရပါမယ်။ဟဲ့နောက်ဆုံးအနေနဲ့မေမေတို့ရေခလေးလေးရဲ့ဝန်းရောင်လေးကသူတို့ရဲ့ကျန်းမာရေးကိုပြောပြနေတယ်။အဲတော့မေမေတို့ကခလေးရဲ့ဝန်းရောင်လေးကိုတတိထားပြီးကြည့်ဖို့အတွက်လိုအပ်မယ်။ပြီးတော့ဒီလိုမိုးဆိုးရင်စီကအချက်ကလေးတွေပါတွဲနေလားဆိုတာကိုသိဖို့လိုနေမယ်။ မိမိတို့ဒီလိုမျိုးမိခင်တဲ့ကလေးကျမရဲ့မျိုးသမီးကျမရဲ့ကလေးကျမရဲ့ဘူးသူတာတွေသိချင်နေဆိုရင်တော့ကျမရဲ့ဒီ channel လေးကို subscribe လုပ်ထားလို့ရပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်